ကျွန်တော်အမြင်နဲ့နိုင်ငံရေးသတင်းမှူးကပြောပါတယ်2021လောက်မှာဒီအနာမသိငင်ပြဿနာလက်ခတိနင်းချီမှာ ဖြစ်ရှင်းခဲ့မယ်ဆိုလို့ရှိရင်ဟိုကာကာဝေးဦးဒီကျုံနဲ့နိုင်ငံတော်အတိုင်းအမြင်နှစ်ယောက်ထဲနဲ့ဒီကိစ္စအဆင်ပြေပါတယ်အခုအချိန်မှာကြတော့နိုင်ငံရေးကြောင်ဆွေးနွေးတော်မယ်ဆိုလို့ရှိရင်အဲ့နှစ်ယောက်ပြီးရင်တော့မှမပြီးတော့ပါဘူးဘာကြောင့်လဲဆိုတော့တရုတ်ကရဲ့ဒီပါဝင်ဆွဲဖက်မှုအနေထား အင်အားဟာပိုကြီးလာတာကိုကျွန်တော်တို့မြင်ရတယ်အဲ့တော့တရုတ်အစိုးရပြီးမှပြီးမဲ့နိုင်ငံရင်းမျိုးကိုဖြစ်သွားတဲ့အန်ဒီထားတီရောက်နေတဲ့ဆိုတာကိုကျွန်တော်ပြောချင်တာပါဟုတ်ကဲ့ဆရာမင်္ဂလာပါခင်ဗျပထမဆုံးမိခုအနေနဲ့မေးချင်တာကတော့လက်ရှိအချိန်မှာဒီစစ်ကောင်စီနဲ့ဒိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့တွဲဆုပ်ဇွေးနွေးပွဲတွေဖြစ်လာနိုင်တဲ့လမ်းစမ်းမျိုး ပေါ်လာနိုင်လားခင်ဗျတကယ်လို့ဒီတွေးဆုံဆွေးနွေးရေးကအဆင်ပြေသွားမယ်အပေးအယူတည့်သွားမယ်ဆိုရင်လက်ရှိပြည်တွင်းစစ်ကရပ်တန့်သွားနိုင်လားခင်ဗျ တိတ်မကောင်းစရာစကားပြောရရင်တော့ပြီးတော့ပြီးသွားနိုင်တယ်ပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့ဟိုလက်နဲ့ခံရတဲ့လူကအရှင်းရင်းပြောရရင်ဟိုတပန်းတာကြတာပေါ့။ဘာကြောင့်လဲဆိုတော့လက်နဲ့မဲ့ဖြစ်တဲ့အတွက်အဲတွန်းလန်အာဟာအကူအကူရောင်မဲ့တဲ့ကာလမှာအောက်အောက်စီးမှာရောက်နေတဲ့ပြဿနာပါပဲ။အဲ့တော့လာမဲ့ဇေဇူးနဲ့နှစ်စုလောက်ထိတော့ ဒီစစ်တပ်နဲ့တိုင်းကားလည်းနဲ့ကန်ဒီတွဲဆုံဆွေးနွေးရအာဟိုတွဲနေကြခဲ့လို့ရှိရင်ဘာဘီနိုင်ငံကြီးကတုံးတရားပြီးသွားတာတော့ဖြစ်သွားလိမ့်မယ်အဲအရသားနေနဲ့ပြန်ကြည့်တဲ့အခါကျတော့အဲ့ဒီဂျာကာလာမှာဘလူကောင်းထောင်အောင်လုပ်မလဲအဲဘလူမွေးမြူမလဲဆိုတာမိမိဟိုမိမိကိုစောင့်ရှောက်ရမယ်အခုကကျွန်တော်တို့ကကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့မစောင့်ရှောက်နိုင်ပဲနဲ့ဟိုလူတကာကိုလိုက်စောင့်ရှောက်နေတဲ့ခြင်းနဲ့အခြေအနေမျိုးကျွန်တော်တို့ပြောပြောနေကြတယ် နိုင်ငံကြီးမှာစိတ်ကူးယဉ်လို့ရပါတယ်ဒီဟိုလှုပ်လို့လည်းရပါတယ်ဒါပေမဲ့ပဂရိဘောင်ကိုတော့ကျွန်တော်တို့ကြော်လို့မရဘူးဆိုတာတော့တတိထားဖို့လိုတယ်လို့ကျွန်တော်ပြောချင်တာပါနောက်တစ်ခုမေးချင်တာကမြန်မာပြည်သူလူထုရဲ့နိုင်ငံရေးရေးချိန်ကမြင့်လာပြီလားနိုင်ငံရေးအသည့်မြင့်တက်လာပြီလို့ရောမြင်လားခင်ဗျဘလို့အခြေအနေရှိတယ်လို့ထင်ပါတယ်လေဆေးအုပ်စုကမကြခင်ရွေးကောက်ပွဲလဲကျင်းပတော့မယ်ဆိုတော့ရွေးကောက်ပွဲကလက်ရှိမြမအရေးအချက်အတဲကိုအပြည့်ရှာနိုင်မယ်လို့ထင်ပါတယ်လားခင်ဗျ ပထမကျွန်တော်အမေရိကကိုရောက်တဲ့ကာလမှာအဲကျွန်တော်မြင်တဲ့ထင်းနဲ့ထင်းနဲ့ထင်းတာတဲ့အချက်တစ်ချက်ပါတွေ့လဲဆိုတော့လူမှုဟာနိုင်ငံရေးအသိပညာမြင့်နေဗျကျွန်တော်တို့ကြတော့ဟိုနိုင်ငံသမားတွေကအာပြောပြောနေရေကျွန်မနိုင်ငံကြီးကလူလူရဲ့အဲနိုင်ငံကြီးအသိပညာပြောကြမလို့တာဝန်ချီပြီးတတ်ပါညာဆိုတာဟုတ်တယ်အဲ့ဒါကသူတို့အတွက်ပြောတာ ဲလူမှုအတွက်လူမှုဥကသူ့အတွက်သူကြတော့မသိဘူးပညာပညာပညာအာဉာဏ်နဲ့မကြည့်ဘူးမကြည့်ဘူးဘာကြောင့်လဲဆိုတော့အမေရိကမှာအခု trend တက်လာတယ်ဗျာဟုတ်တာမန်ဒီမီဒီယာအပြိုင်မှုတွေတဲ့ကဘာကြီးရဲ့အမြင်မှာအာ trend ဟာအမှန်တန်ရုပ်ဆိုးတဲ့သမဏတစ်ယောက်အနေနဲ့ထူးထက်ထားကြတယ်ဒါပေမဲ့ အမေရိကန်နိုင်ငံတွင်းမှာထရန့်ကိုထောက်ခံတဲ့အင်အားစုဟာအခြားအင်အားစုတွေအပေါ်မှာရှိနေတယ်ဆိုတာကိုဒီနေ့တွေ့ရတယ်။ဒါကပါလဲဆိုတော့သူတို့ဘဝမှာသူတို့သိတဲ့အသိပညာဟာအာသူများတွေနဲ့မတူတဲ့အသိပညာလို့ကျွန်တော်အနေနဲ့မှတ်ချင်တာ။အဲတော့လက်တွေ့ကြတဲ့ဘက်ကရီတရားပေါ်မှာသူတို့ရရတင်းတင်းဆုံးဖြတ်ပြီးမဲပေးခဲ့ကြတယ်။မသာရခဲ့ဘူး။ကျွန်တော်တို့ဘဝတွေက ကျွန်တော်တို့တော်ကီတွေနဲ့တာယာပြီးတော့လက်တွေ့ဘဝကိုလုံပေးနိုင်တဲ့အနေအထားမျိုးပေါ်မှာသူတို့မရှာဖွေနိုင်သေးတဲ့ဘဝတွေဖြစ်လာတယ်။အဲမကြခင်မှာဂျုံမဲ့ယူကောက်ဝဲဟာတကယ်တကယ်တော့ဘာအပြေးမှကြီးကြီးကျယ်မရှိဘူး။အဲတင်းတင်းမုံမုံဝဝအပြေးဆိုရင်တော့ဗမာနိုင်ငံကိုဟိုအေးအေးချမ်းချမ်းကူးပြောင်းနိုင်တဲ့နဲ့လေပထမဦးဆုံးလေကတိကအစာလေးပဲလို့ကျွန်တော်အနေနဲ့မြင်နေပါတယ်။မြင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရေးအကျပ်အတဲကထွက်ပေါက်မဲ့တဲ့အခြေအနေဖြစ်နေပြီလားမြန်မာနိုင်ငံရေးအကျပ်အတဲကိုအပြေရှာဖို့အတွက်အကောင်းဆုံးနည်းလမ်းကဘာဖြစ်နိုင်မလဲဒီအပေါ်ဆရာရဲ့တွေးရှိချက်လေးတွေနဲ့နိုင်ရှင်သုံးသပ်ပေးပါဦးခင်ဗျဒီနေရာမှာတော့ဟိုကျွန်တော်ကိုယ်တိုင်လည်းဒီ profit မဟုတ်တဲ့အတွက်အကြမြင်ရတဲ့လူမဟုတ်တဲ့အတွက်အဲတိတိကျကျပြောနိုင်တဲ့အနေထားခက်ခဲရှိတယ်။နောက်ကျွန်တော်ပြောတဲ့စကားဟာလည်း ဖြစ်ကိုပြရပဲမှန်ပါမယ်လို့ကျွန်တော်အာမခံချက်မရှိဘူး။အားကြောင့်လဲဆိုတော့နိုင်ငံရေးဆိုတာဟိုမရေမရာမှုတွေပေါ်မှာကျွန်တော်တို့လောက်ရတာဆိုအဲ့တော့အခုကျွန်တော်တွေ့ချက်ကြည့်တယ်။ကဘာကြီးကဝေါ်အော်တာပြောင်းတယ်။အဲမြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ဟိုဘယ်နိုင်ငံကြီးကမှဒီဝေချစ်အထောက်ပံ့ကြီးကြီးကျယ်ကျယ်ပေါ့နော်ပြီးမှမဟုတ်ဘူး။ American ရုရှားတရုတ်ကျွန်တော်တို့ဒီဒီမိုဒီဘက်ကိုပေးမှာမဟုတ်ဘူးအဲကျွန်တော်တို့ကျွန်တော်တုံးသက်ထားတဲ့တုံးသက်ချက်ဘာကြောင့်လဲဆိုတော့သူတို့ဟာဒီကဘာကြီးကိုသုံးသုံးပိုင်းပိုင်းပြီးတော့ဝင်ယူသုံးချောင်းနဲ့လဲကြတယ်အမေရိကန်ဝင်ယူတစ်ချောင်း ရုရှားဝင်ယူတစ်ချောင်းတရုတ်ဝင်ယူတစ်ချောင်းအဲ့တော့အမေရိကန်နေနဲ့သူ့ရဲ့အကျိုးစီးပွားအရန်နေတဲ့မြန်မာနိုင်ငံပေါ်မှာသူစက်ဖက်မှုကအတိုက်အခံတစ်ခုထိပဲရှိလိမ့်မယ် တော့တရုတ်ကလည်းမြန်မာနိုင်ငံနဲ့ပတ်သက်လို့မဆွတ်ဖက်ဘူးလို့ပသက်ကကြွေးကြော်နေပြီမြဲတော်တော်များများမှာဝင်ရောက်ဆွတ်ဖက်ထားတာကိုတွေ့ရတယ်။အာကျွန်တော်အမြင်နဲ့နိုင်ငံရေးသတင်းမှာပြောပါတယ်2021လောက်မှာဒီအနာမသိငင် ပြဿနာလက်ခတိနေချင်မှာဖြစ်ရှင်းခဲ့မယ်ဆိုလို့ရှိရင်ဟိုကကဝေးဦးဒီကျုံနဲ့နိုင်ငံတော်အတိုင်းအမြန်နှစ်ယောက်ထဲနေတယ် ကိစ္စအဆင်ပြေပါတယ်အခုအချိန်မှာကြတော့နိုင်ငံရေးကြောင်ဆွေးနွေးတော်မယ်ဆိုလို့ရှိရင်အဲ့နှစ်ရောက်ပြီးရင်တော့မှမပြီးတော့ပါဘူးဘာကြောင့်လဲဆိုတော့တရုတ်ကရဲ့ဒီပါဝင်ဆွဲဖက်မှုအနေထားအဲဟာပူကြီးလာတာကိုကျွန်တော်တို့မြင်ရတယ်အဲ့တော့တရုတ်အစိုးရပြီးမှပြီးမဲ့နိုင်ငံရင်းမျိုးကိုဖြစ်သွားတဲ့အန်တီထားကြီးရောက်နေတဲ့ဆိုတော့ကျွန်တော်ပြောချင်တာပါ ဒီ NLD အစိုးရလက်ထက်ဖြစ်တဲ့ဒီ2015နဲ့2020ကြားထဲကညီချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေမှာဒီဒိုင်းသာလက်နက်ကင်အဖွဲ့တွေနဲ့စစ်တပ်ကထုတ်ပြောခဲ့တာရှိတယ်ပေါ့နော်အဲ့ဒါကပါလဲဆိုတော့ဆွေးနွေးပွဲတွေမှာလက်နက်ကင်တိုက်နေတဲ့သူအချင်းချင်းညှိနှိုင်းတဲ့အခါမှာပြည်ထနာကိုဖြည့်ရှင်းဖို့ပို့ပြီးတော့နှိစက်တယ်ဒါပေမဲ့ဒီထဲမှာနိုင်ငံရေးသမားတွေပါလာပြီးဆိုရင်တော့အဆင့်တွေများပြီးတော့ပုံမှုရှုပ်ထွေးသွားတယ်ဆိုပြီးတော့ထောက်ပြပြောဆိုတာတွေရှိခဲ့တယ်ပေါ့နော်အဲ့ဒီတော့ ်အခုလက်ရှိအခင်အကျင်းကအဲ့ဒီတော့ကပြောဆိုခဲ့တဲ့အခြေအနေနဲ့များနှိစက်သွားပြီလားဒီပေါ်ဗာများထောက်ပြပြောဆိုစရာရှိပါတယ်လဲခင်ဗျတဖြင်းတော့ဟိုတိုင်းရင်းသားတွေရဲ့ဒီဒေါ်လာကြီးကလည်းပြပေါင်း80ကျော်လာပြီကျော်လာတဲ့အခါမှာသူတို့အနေနဲ့လည်းမြမမြမပြီမှာပြောင်းတဲ့အစိုးရ SSS ကိုသူတို့မျက်စိတည်းမြင်ခဲ့ပြီးဟိုဘာဘာသာဘလာကေဦးနူဆိုရအဦးနေဝင်းလက်ထက်တဲ့ မဆလာအစူရနဝဒလက်ထဘူယုခညုံဥဆောင်တဲ့နဝဒနဝဒအစူရဒီဘက်ကေကာဂျူလက်ရှိကာကွယ်ဥစည်းချုပ်ဘူယုကြီးမူဂျင်မင်းအွန်လိုင်းဥဆောင်တဲ့အစူရအစူရတီတီကိုသူတို့တွေ့ပြီးရဲ့အခါမှာမော်ပြည်နိုင်ငံရေးမှာအထူးကြဆုံးဖြတ်ပေးနိုင်သူဟာစစ်တပ်လို့သူတို့ရှုမြင်ထားပုံရတယ်။ဘာကြောင့်လဲဆိုတော့ဦးနု ဥနုနဲ့ဥနေဝင် အခြေအနေအခြေအနေမှာအခြေအနေမှာဒီဟောဥနုအခြေအနေပါပေါ့နော်ဟောလို့နိုင်ငံရေးသမားတွေရဲ့အခန်းကဏ္ဍတုံးတရားပါခဲ့တယ်ဆိုပြီးပြန်ဥနေဝင်ရဲ့ဒီနဝတလက်ထက်ရဲ့ကာကျိုးရဲ့လက်ထက်မှာတော့ဆိုပြချက်အရာရာဟာစစ်တပ်ရဲ့လက်ထက်မှာရှိနေတယ်ကိုအဲ့တော့ဟိုတိုင်းသားတွေအနေနဲ့တကယ်ဆုံးဖြတ်အမ်နိုင်တဲ့ဒီစစ်တပ်နဲ့ပဲဆွေးနွေးခြင်းနဲ့ အဲ့တော့ရတနိုင်ငံရေးသမားတွေကလူထုကိုကူစားပြုတယ်ဆိုပေမဲ့တကယ်တကယ်အရေးကြောင်းကြလို့ရှိရင်အာဏာမခိုင်မြဲတဲ့ပုံမှာမူတည်ပြီးတော့ဒီဆုံးဖြတ်ချက်ကတင့်တော်လျောက်ပတ်ပေမဲ့တိုင်းရင်းသားတွေတင်တဲ့ကအတီးပြုတ်ကိုလက်ခံဖို့ခက်ခဲတဲ့အနေအထားမျိုးတွေရှိပါရဲ့။ဒါကြောင့်မို့လို့ဟိုကိစ္စပြီးရဲ့ပြီးတဲ့လူနဲ့ပဲသူတို့စကားပြောခြင်းမို့ရတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်။